အဖေဒီမီးမောင်းကိုဘယ်တော့မှဝယ်လိုက်တာလဲငါသား surprise ဖြစ်အောင်ခိုးဝယ်ထားတာဟာတိုက်အဖေကလည်းတူးဆက်နေလို့ပြီကဲကဲမီးမောင်းကိုမလွတ်ခင်လိုချင်တဲ့စုတွေတောင်းကြမယ်နော်ဒီလိုနဲ့သူတို့ဖဲ့သားရင်းလေကိုစီဆူတောင်းလိုက်ကြပြီမီးမောင်းကိုလှုပ်လိုက်တော့တယ်ဝါဟာတက်သွားပြီဟိတက်သွားပြီဝါမီးမောင်းကလေအပေါ်ရောက်သွားမှာပူလာလာတယ်လို့ပဲနော် ဟမ်တို့ဘုံကတော့မိဘကိုမောချင်ရင်ခမပြောမျိုးနေခဲ့တာပါတရင်ကျလာပြီနည်းရဲ့နနက်ပိုင်း2နာရီချိန်လောက်မှာတော့မိမရဲ့နှုတ်ဆက်နိုင်ရေကအလန်းထနေလာခဲ့တော့ င်တယောက်အေးချေမူတူနဲ့ထထိုင်လိုက်ပြီးနှုတ်ဆက်ကိုလှမ်းပိန်လိုက်ခြင်းဟာခဏလေးပဲအိတ်လန့်ရသလိုပဲသူတန်းကြီးပြောနေတော့ဒေါခင်ဝိုင်းကအခန်းထဲကိုရောက်လာခဲ့တယ်။"တမီးရေနိုးပြီလား""ဟုတ်ပြီ။ခုလေးနေမယ်နိုးတာပါ။""အေးအေးတမီးမျက်နှာတက်ခြေလက်တွေတန့်စင်ပြီးတော့စွန်းဖို့ဖို့အတွက်မုန်းနေသေးတွေအစင်းစင်းလှုပ်ထားလိုက်တော့နော်။အမေတမီးကိုတည်ထားပြီးပြီ။သိလား""ဟုတ်ကဲ့မီး။" ဒေါကင်ဝိုင်းလည်းသူ့မှာကျင်လာမှာပြီးတော့အခန်းထဲကနေထွက်သွားခဲ့တော့တယ်။မိဝိုင်းလည်းကိုလန်းတန်းစင်ပြီးချိန်မှာလုတ်ဆောင်ရှီယာလုပ်ဖို့အတွက်မိဖို့ကန်းလေးကိုရောက်လာခဲ့တာပါ။မိဝိုင်းကထမင်းရိုးစီကိုအကြည့်ရောက်သွားခဲ့တယ်။အမေစောစောကပြောတော့ထမင်းရိုးတည်ထားပြီလေပြောသေးတယ်။ခုတော့ဘာမှလည်းမလုပ်ရသေးပါလား။အင်းအခါကြီးရဲ့ကြီးမို့ ိမ်ပြင်မှာအိုးကြီးနဲ့တွားတယ်တာနေမှာပါလေဒင်းလုံးနဲ့မိဝိုင်းလဲစပွဲဝိုင်းမှာဝင်ထိုင်လိုက်ပြီးမုတ်တေအသေးတွေကိုစတင်မြင်စင်နေကြတော့တယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကမိဖို့ကန်းနေကိုရောက်လာခဲ့တာပါသမီးအစိုးရင်းနှုံးနေပါလားသမီးရောတဲထားပြီးပြီလားဒေါကင်ဝိုင်းရဲ့အမေကြောင့်မိဝိုင်းလဲကြောင်သွားခဲ့တယ်ဟမ် အမေစောစောကပြောတော့ထမင်းကိုတဲထားပြီးပြီဆို။ဟိုဒါမှမဟုတ်တမီးလည်းထမင်းကိုဘယ်နာတဲထားလဲဆိုပြီးတွေးနေတာ။ဟေးဒီကလေးနဲ့တော့အမေကခုလေးနေမှာနိုးလာတာတမီးရဲ့။ဟမ်။ရှင်။ဟိုဒါဆိုတမီးကန်းနဲ့ကိုဝင်လာတာအမေမဟုတ်ဘူးလားယင်။ဒီကလေးနဲ့အဲ့ချင်မှုတို့နဲ့ဘာတွေမင်းနေရမသိဘူး။ကဲကဲလှုပ်ရှားရှိရတတ်တတ်လေးလှုပ်ကြည့်။ဒီလုံးနဲ့စွန့်မှုပေါ်နောက်ကျနေလိမ့်မယ်။ဟုတ်ဟုတ်မေ။မင်းဝိုင်းလေး စိတ်ထဲမှာမတင်မကြဖြစ်ပြီးတော့ကြင်ရင်နေခဲ့တော့တယ်တဖက်မှာတော့တော်ဘောတရားစုံဖို့ဖို့အတွက်စုံတော့ပကံနဲ့တမိကြိုင်ပြီးတော့ထွက်လာခဲ့တာပါတော်ဘောကလမ်းတလျှောက်ကိုကြည့်တီကြည့်ကြည့်လိုက်တယ်မလီမနက်ပိုင်း3နာရီခွဲအချိန်ဆိုတော့ရွာရင်းမှလည်းတိတ်လို့စိတ်လို့ပါလားကြောက်တောင်းလာပြီဟိုရှိနားလေးကလည်းတော်တော်မှောင်နေတာငါဘယ်လိုသွားရမှာမလဲအဲ့ဒီအချိန်မှာပဲ သူ့ရှိကနေမင်းလေးမီးလာနေတဲ့အရာတခုကိုတွေ့လိုက်ရတယ်။ဟာရှင်မတဲရောက်လာနေရခြင်းနဲ့ငါတို့အဖော်ရတာပဲဟိ။သူအဲ့လိုပြောနေရုံတမီးနဲ့တယောက်ကသူ့ရှိနောင်ရောက်လာခဲ့တယ်။တော့ဗောမင်းအဲ့ဒီမှာဘာရက်လုံနေရလဲ။ဟမ်ဖို့တူဟာမင်းဖြစ်နေရပဲဝမ်းသာလိုက်တာဖို့တူရဲ့ငါ့ကိုလေကြီးရွှေတော်ရင်ကိုလိုက်ဖို့ပေးပါလိုက်။ဟာငါခုလေးနေမှာစွန့်ဖို့ပြီးတော့ပြန်လာခဲ့တာဟာမသွားကျင်တော့ ဟမ်အချစ်ချင်းတွေကိုလုတ်ပါဟာငါကြောက်လို့ပါကွာနော်ဟာမင်းကလေမနဲ့အစောပိုင်းလေးကြောက်တာပဲနော်ကြောက်တာပေါ့ဟာဟိုဒီလောက်မှောင်မဲနေအောင်အေးကွာလာလာလိုက်ပုံမင်းဂျင်လုံးနေဘိုးသူလေးတုပ်ပုံးကိုလိုက်ကူဖို့အတွက်အဲ့နေရာကပြန်လည်လာခဲ့တော်တယ်မနဲ့ဖက်ရောက်တော့ငပိန်တယောက်တပြေပန်းလေးကင်ပြီးဘုံကြီးကြောင်တက်ဖို့အတွက်အိမ်ကနေထွက်လာခဲ့တာပါအဲ့ဒီအချိန်မှာပဲ ရှေ့ကနေလာနေတဲ့ဒေါ်လုံးတင်နဲ့တိုးတော်တယ်။ဟေးငပိဘုန်းကြီးကြောင့်သွားတတ်မလို့လား။ဟုတ်တယ်ကြီးရဲ့အကြီးရောကြောင်းတတ်ဖို့မသွားဘူးလားဗျ။အကြီးကလေဟိုဒီနေ့ရွာတော်မိုင်းကဘုန်းကြီးကြောင့်သွားတတ်မလို့ကွ။ပဲလော်မအောင်တော့ဒီကြောင်းကိုပဲလွတ်လိုက်တယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုနဲ့ငပိလဲဒေါ်လုံးတင်ကိုနှုတ်ဆက်ပြီးအဲ့ဒီနေရာကထွက်လာခဲ့တော်တယ်။နောက်တော့ ငပိန်လေးဖုန်ကြီးကြောင့်ရောက်လာခဲ့သည်။ကျောင်းမော်အရင်ရောက်နေနေတဲ့ဖိုးထုနဲ့တုပ်ပေါ်ကငပိန်ကိုမြင်တော့နှမ်းခေါ်တော့တယ်။ငပိန်ပန်းထားပြီးရင်ဒီလာခဲ့နော်။အေးအေးဒီလိုနဲ့ငပိန်လေးတပြေပန်းကိုရှေ့မှာထားပြီးတော့ဖိုးထုကိုနားမဝင်ထိုင်လိုက်တယ်။ဒါနဲ့မိဝိုင်းမရောမရောက်သေးဘူးလား။ရောက်မလာသေးဘူးကငါမနေ့ကဖုန်းဆက်တော့သူပဲလော်နဲ့လာမယ်လို့ပြောတာပဲ။အော်ဟုတ်လား။မိဝိုင်းမလည်းနော်။ ပဲလော်ရောက်လာတဲ့ကတို့အဖက်တောင်မလို့တော့ငပိန်အဲ့လိုပြောနေလို့မှမိဝိုင်းကစွန့်အောင်လီတိုင်ပြီးပဲလော်မနဲ့တူရောက်လာခဲ့တာပါဟောပြောရင်ဆိုရင်ရောက်လာပြီအသက်ရှိအောင်ပါဒါနဲ့ဖိုးထူးကထသွားခဲ့တယ်မိဝိုင်းနေစွန့်အောင်ပြီလေငါသွားထပြီမေအော်ဒီကျေးဇူးပဲနော်ဒီလိုနဲ့မိဝိုင်းလေငပိန်တို့နာမှာဝင်တိုင်လိုက်ကြတယ်ခဏကြာမှတော့ကျောင်းနိုင်ဘုံဘုံကြောက်လာခဲ့ပြီး အဘိုးဘွားတွေနဲ့တူတည်လာอยู่ကြတော့ဘောဒူတို့ဖွဲသားတွေလည်းဘုံကြီးចောင်းတက်ပြီးတော့ပြန်လာနေခဲ့ကြတာပါမင်းဝိုင်းနေ့စုံကိုပေးလေငါတည်လာခဲ့ပြီမင်းအော်အေးအေးဒါနဲ့မင်းတို့ငါ့အိမ်မှာတခါလေမုံငါဝင်စားကြပါလားကွဟင်မင်းတို့အိမ်မှာမုံငါချက်တာလားဟုတ်တယ်ဟာအင်းနီနာချင်းနေကျိုးဖို့အတွက်ဆိုပြီးငါမေကအများကြီးချက်ထားတာရေဟာ ရှယ်ပဲရှယ်ပဲဒီလိုဆိုဝင်စားရတာပေါ့ကျွန်တော်နဲ့သူတို့ဖွဲ့သားတွေလေပေါ်တူတို့အိမ်ကိုရောင်းလာခဲ့ကြတယ်။အိမ်ရှိမှာတော့ဒေါ်ပြုံးကအိုးကြီးဝန်းငယ်နဲ့အလုံးရှုပ်နေခဲ့ပြီးစောင်းမကကိုလောက်ပေးနေခဲ့တာပါ။ဟေးစောင်းနေဖုန်းကြောက်မတက်ဘဲနဲ့ဒီလိုရောက်နေရလား။ဟုတ်တယ်မြဝရဲ့ ငါအိမ်မှာလှုပ်ရှားရှည်ရလုပ်နေရတဲ့ဘုံကြီးကြောင့်မတက်ပြက်လိုက်ဘူးဘုဒ္ဓမို့ဒီအပိုင်းမှာမနက်ကပို့ထားတဲ့စုံမကန်နေလားယူနေတယ်လေအကြီးဘဲကလှမ်းခေါ်တာနဲ့တရောက်နေတာဟာအော်အဲ့လိုလားတန်းဖို့သူတန်းတဲ့ငယ်ချင်းတွေကိုနေရာထိုင်ကြီးလှုပ်ပစ်လိုက်ပါအောင်ကွယ်မတ်တက်ကြီးနေဟုတ်ဟုတ်မေကဲတငယ်ချင်းတော့ကိုပြစ်မှာထိုင်မလားစပွဲဝိုင်းမှာထိုင်မလားဟမ်အစီအမြေသလိုကြည့်ထိုင်ကြနော်ဂျလုံးနဲ့သူတို့ဖွဲ့သားတွေ အစီအမည်သလိုကြည့်တိုင်းပြီးဒေါ်ပြုံးချက်တာရင်မုံရင်းကားကိုစားကြတော့လေဝါအကြီးပြုံးလက်ရာလေရှယ်ကောင်းတာပဲနော်ကောင်းရမယ်လေအကြီးပြုံးလက်ရာကိုနင်ခုမှစားဘူးလားမဟုတ်လားဒါဘောဟာအေးနောက်ဆိုလေမစားရမနေနိုင်ဖြစ်သွားတော့မှာခလေးတွေဖြစ်ဖြစ်စားကြနော်မမရင်ထပ်စားဒီမှာတအိုးကြီးကြံနေတယ်အဝစားသွားကြဟုတ်ကဲ့ကြီးပြုံးဒလုံးနဲ့သရုပ်ဖွဲ့သွားရင်လေ ဒေါ်ပြုံးချက်ကြီးရဲ့မုံမင်းကားကိုအာဘတရားစားကြတော့လေညနေပဲရောက်တော့ပိုတူတို့လင်းရောက်သားလေမော်ဆီယာချက်ကြီးရင်ကိုရောက်နေခဲ့ကြတာပါပိုတူကသူတို့ရှိမှရှိနေတဲ့အသေးချင်းကိုမော်ဆီယာချက်ကြီးနာတိုးကန်လိုက်တယ်ကိုချက်ကြီးကျွန်တော်တို့ကိုချက်ကြီးကိုလာကြတော့တာပါတို့တပည့်တွေကဒီစီအောင်တိတက်နေပါလားဟိဟိဒါပေါ်ကိုချက်ကြီးရဲ့တအားမှအကူထိုက်တဲ့ဇာဆိုလို့ကိုချက်ကြီးတယောက်တည်းရှိတယ်ဟောင်း ကဲပါကဲပါကတော့ဆရာရှိတာအရင်ကတော့ကြမယ်ဟိကိုချက်ကြီးကျွန်တော်တို့ကိုချက်ကြီးပေါ်ကိုပြောမဆိုမှရှိခဲ့ရင်ခွင့်လွတ်ပါနော်အဲ့လိုပြောပြီးတော့ကတော့လိုက်ကြတယ်ကျုပ်ရဲ့ချစ်တပည့်လေးတွေကိုခွင့်လွတ်ပါတယ်ဗျာကျုပ်တပည့်လေးတွေတွားလန်းတာလို့လာလန်းဖြောင်းပြီးဘာလို့လို့အစီအမေချုံးမိကြပါစီကွယ်ဟုတ်ကဲ့ပြီးလေစုနဲ့ပြည့်ပါစီကိုချက်ကြီးဒလုံနဲ့မှော်စရာချက်ကြီးလေးသူ့အိတ်ကက်တရားနဲ့ပတ်စံထုတ်လိုက်ကြည့်ကဲဒီငွေတွေကိုယူသွားကြ ဒီနေ့ကသတင်းကြိုလားပြညာဆိုတော့မုတ်တီအကြိုင်ဝဲစားကြဟုတ်ပလားယေးမဖိုးရပြီဟဲ့ကျွန်တော်တို့ကမဖိုးပေးလို့ကြီးစွာပြီကိုချက်ကြီးရပါလေကွာကဲကဲမင်းတို့ဖျားလဲသွားကြအောင်မဟုတ်လားသွားကြတော့ဒီလိုနဲ့နောက်ကျနေလိမ့်မယ်ကိုချက်ကြီးရောကျွန်တော်နဲ့အတူလိုက်ခဲ့ပါလားဗျကြောက်တော့မလိုက်တော့ဘူးဒီနေ့ဥပ္ပိုလ်ယူထားတာဆိုတော့အိမ်မှာပဲနေရောမေဩဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုဆိုကျွန်တော်တို့သွားလိုက်ပါဦးမေဗျာ ဒီလိုနဲ့သူတို့အခွဲ့သားတွေလည်းပေါ်စရာချက်ကြီးအင်္ဂါနဲ့ထွက်လာခဲ့ကြတယ်။နောက်တော့သူတို့အခွဲ့သားတွေလည်းရွာဦးစည်ကြီးကိုရောက်လာခဲ့ကြတာပါ။ပို့သူကမိဝိုင်းကင်လာတဲ့ကြာပန်းကိုယူလိုက်ပြီးပန်းဟုံးမှာထိုးလိုက်တယ်။ငပိန်စီမီထုံးကိုဖျားနိုင်နေဝဲတယ်မဟုတ်လား။အေးဝဲလာတယ်။ဒီလိုနဲ့သူတို့သုံးယောက်ကစီမီထုံးနေတော့တော်ပေါ်တယောက်ကတော့ဖျားဖို့ဇော်ထားတဲ့စီမီတွေကိုလိုက်ကြည့်နေခဲ့တာပါ။ ။တရင်ကျိုလာပြနေရင်ဆိုတော့စင်မီထုံးတဲ့သူရယ်လည်းအများကြီးပဲ။ဟာ။ဒါနဲ့မိဝိုင်းကတော်ဘောကိုလှမ်းခေါ်လိုက်တယ်။ဟဲ့တော်ဘော။ဖះကတော့ကြမယ်လေ။အော်အေးအေး။ဒီလိုနဲ့သူတို့ဖွဲ့သားရင်းလေဖះကတော့ကြတယ်။ဒါနဲ့ငပင်ကနောက်ကြမှာဖះကတော့ပြီးတဲ့တော်ဘောကိုလှမ်းပေးလိုက်တယ်။တော်ဘောမင်းဖះမှာဘာရီဆူတောင်းနေရလဲကွ။ဟာ။အင်းဆောင်းမွေးအောင်မှုရေငါမိဘတွေနေကောင်းကြမှာဘူးရေ။ပြီးတော့ မင်းတို့နဲ့တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားဖို့ရေပေါ့မင်းတော့ဘောကတဲဟုတ်နေပါလားပွဲစီရောက်ရင်မဝယ်ကြည့်မင်းတကင်းတော်မိပါတကင်းတကင်းကဲတလုံးဆိုတို့အိမ်မှာစီမင်းဝင်ထုံပြီးတော့ပွဲစီရှောက်ကြတာပေါ့ Okay let's go တလုံးနဲ့သူတို့ဖွဲ့သားတွေလေပေါ်တူတို့အိမ်ကိုရောက်လာကြကြတယ်အဲရှိမှာစီမီတုံးနေတဲ့တော်ပြုံကပေါ်တူတို့ကိုမြင်တော့ဟဲ့တအားတို့ပြန်လာကြပြီလား ဟုတ်တယ်ရမရဲ့အမေတောင်စီမီထုံးနေနေပြီပဲဟုတ်တယ်ဒါရဲ့တားရို့ကိုစောင့်ရင်းနဲ့ထုံးနေလိုက်တာကဲကဲဒါလို့ဆိုတို့လည်းဝိုင်းထုံးကြတာပေါ့အဲနောက်တော့တို့လေးယောက်သားမိဘချိတ်တဲ့သူအချင်းဖျောင်းနိုင်ပြီထုံးနေသူအချင်းနဲ့ကိုစီအလုံးရှုံနေကြတယ်ကဲတားရို့စီမီထုံးနေအောင်နော်ကြည်ကြည်ဖျားခဲနဲ့မိဖို့ကံမှလည်းစင်မီးတွေသွားထုံးလိုက်အောင်အဲ့လိုပြောပြီးတော်ပြုံးကအိမ်မောင်ကိုတက်သွားခဲ့ရတယ်။ဒပိန်တယောက်ကတော့ကိုပြည့်ပေါ်မှာထိုင် ။တနေသားနေရဲ့လာမင်းကြီးကိုငေးကြည့်နေခဲ့တာပါ။ဝါ။လာမင်းကြီးကတနေသားနေရောလှလိုက်တာ။ငါဘေးတနေသားရဲ့လုံမနေနဲ့။မြ мян မီးတွန်းကြီးကပြီးရင်ပွဲသွားရအောင်မလေး။အေးပါ။အဲ့ဒီအချိန်မှာပဲဦးသိန်းကမီးဘုံတစ်ခုကိုရုပ်ပြီးရောက်လာခဲ့တာပါ။ကဲ။တားတို့သမီးတို့။ဦးလေးနဲ့တူမီးဘုံမြန်လွှတ်ကြမဟိ။ရှင်မိုက်တယ်မိုက်တယ်။အဖေ ဒီမိမောင်းကိုဘယ်တော့မှဝင်လိုက်တာလဲ။ငါသား surprise ဖြစ်အောင်ကိုယ်ဝယ်ထားတာဟာတိုက်။အဖေကလည်းတူးဆက်နေလို့ပြီ။ကဲကဲမိမောင်းကိုမလွတ်ခင်လိုချင်တဲ့စုတွေတောင်းကြမယ်နော်။ဒီလိုနဲ့သူတို့ဖဲ့သွားရင်လေကိုစီဆူတောင်းလိုက်ကြပြီ။မိမောင်းကိုလွှတ်လိုက်တော့တယ်။ဝါ။ဟာတက်သွားပြီဟေ့တက်သွားပြီ။ဝါ။မိမောင်းကလေအပေါ်ရောက်သွားမှာပူလာလာတယ်လို့ပဲနော်။တော်ဘုံကတော့မိဘုံကိုမောကြည့်ရင် ောင်မပျော်မြို့နေကြတာပါဒီလိုနဲ့သူတို့ဖွဲ့သားရင်းလေးဈေးသက်ဈေးဝယ်နေတဲ့စီကားနေတဲ့ပွဲစည်းကိုရောက်လာကြတော့ဒီမိဝိုင်းကဟိုဘက်မျော်ကြည့်ဒီဘက်မျော်ကြည့်နဲ့လုံနေရကစာအုပ်နဲ့ဘဲလို့လေခုထိရောက်လာကြသေးဦးနေတူတယ်ဟာနင်ကစာအုပ်လို့နဲ့ကြိုချင်းထားလို့လားဟုတ်တယ်ဘုသူရဲ့သူတို့ဘယ်နှတော့ပြီးစောင့်နေကြတယ်မသိဘူးဘုသူနင်းနဲ့ကစာအုပ်လို့ကိုဟိုဘက်သွားကြည့်ကြမှာ အင်းလေသွားကြတာပေါ့ငပေးငါနဲ့မိဝိုင်းပဲလော်တို့သွားရှာလိုက်အောင်မယ်နော်အိုကေအိုကေပင်လယ်တမနာမှာစုံကြမယ်လေအေးအေးဒါနေပိုတူနဲ့မိဝိုင်းလေးအဲ့ဒီနေရာကနေထွက်လာခဲ့ကြတယ်နောက်တော့ပိုတူတို့နှစ်ယောက်သာပွဲစည်းတနေရာကိုရောက်လာခဲ့ကြတာပါမိဝိုင်းစာအုပ်တော့မရောက်လာသေးဘူးနဲ့တူလေဟာအေးနော်ဖုန်းနဲ့ပါမလာဘူးဆိုတော့ဘယ်လိုလုပ်ကြမလဲ မိမိုင်းအဲ့လိုပြောနေတော့စာအုပ်နဲ့ပဲလုံအောင်သူတို့နာကိုရောက်လာခဲ့ကြတယ်။ဟဲ့မိမိုင်းငါတို့နေအောင်အော်ခေါ်နေရလေမကြောက်။ဟေးဟုတ်လားတို့လေနုံရကိုလိုက်ရှာနေရဟ။ငါတို့ကဗိုက်စာလို့ဆိုပြီးမုတ်ဆိုင်မှာမုတ်စားနေကြတာ။နင်တို့နေအောင်ဖြတ်သွားတာကိုညင်နေ။လှမ်းခေါ်နေရမကြောက်ရနဲ့ထားလိုက်တာ။နင်တို့နေအောင်ကလည်းစားပြီးကြပြီလား။တို့ကိုစောင့်တော့မဟုတ်ဘူး။ကျွေးရင်တော့ထက်စားနိုင်မှသေးတယ်ဟ။ဟာကျွေးရမှာပေါ့။ ငါတို့မုတ်ဖိုးတွေအများကြီးရတာတွေဟာဟင်ဟုတ်လားမိုက်တယ်မိုက်တယ်အရင်ဆုံးပင်လယ်တွေမြောက်သွားစီကြမှာမဟုတ်လားโอเคလေသွားစီကြတာပေါ့ဟိုမှာငပိန်တို့လည်းစောင့်နေတော့ပြီနောက်တော့ဖိုးသူတို့အုပ်စုလေးပင်လယ်တွေမြောက်ရှိရာဘက်ကိုရောက်လာခဲ့ကြတယ်ငပိန်နဲ့တော့ဘောကဒီရှင်းမှာစောင့်နေကြမယ်ပြောပြီးတော့ရှိလဲမရှိပါလား ဒလုံနဲ့လိုအောင်ကြတဲ့မှာပင်လယ်ဓမြဘက်ကိုကြည့်နေတဲ့တုပ်ဘောကိုပဲလုံအောင်မြင်သွားခဲ့တယ်။ဟဲ့ဟိုမှာဟိုမှာတုပ်ဘောတို့ဂျာနီဖို့တူလေငပိန်နဲ့တုပ်ဘောကိုပကုံးသွားပုံလိုက်တော့တယ်။ဟာလာကြပြီလား။အေးဟပင်လယ်ဓမြစည်းကြမယ်လေ။ Okay okay ဒီတစ်ခါပင်တက်ကြရအောင်ပေါ့။ဒလုံနဲ့ဖို့တူတို့အုပ်စုလေပင်လယ်ဓမြစည်းကြတော့တယ်။မလီပင်လယ်ဓမြစည်းရရလေစောက်ဖို့ကောင်းလိုက်တာ။ ဲလိုနဲ့သူတို့ဖွဲ့သွားရင်လေပင်လယ်တွေမြစီရင်အောင်းအိမ်နေရာက တရင်ကျုံလာပြည့်နေဇက်လန်လေးလေးပြီးဆုံးသွားခဲ့တော့တယ်